မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်တဲအတူရောင်ရွေးကောက်ပွဲကိုစတင်သည့်အနေဖြင့်အမေရိကန်ရောက်မြန်မာနိုင်ငံသားများကအမေရိကန်သမ္မတအေဖြူတော်နှင့်တရုတ်တန်ယုံရှိတွင်အလုံးအင်းဖြင့်ချီတက်ဆန္ဒပြတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အကြံဖတ်စစ်တိတ်အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်သည့်အနေဖြင့်အနည်းဆုံးပြည်နယ်12ခုမှာအမေရိကန်ရောက်မြန်မာနိုင်ငံသား200ဦးကျော်ကအမေရိကန်သမ္မတအင်ဖြူတော်နဲ့တရုတ်တန်ယုံတို့တွင်အလုံးအရင်ဖြင့်ချီတက်ဆန္ဒပြကြကြောင်းသိရပါသည်။ယနေ့အမေရိကန်စံတော်ချိန်နိုဝင်ဘာလ22ရက်နေ့မိုးလယ်ပိုင်းမြန်မာစံတော်ချိန်နိုဝင်ဘာလ23ရက်နေ့နနက်အစောပိုင်းအမေရိကန်ပြည်ထောင်စုတွင်ရောက်ရှိနေကြသောမြန်မာနိုင်ငံသားများကတရုတ်တန်ယုံရှိတွင်ဥစွာဆန္ဒပြကြွေးကြော်ကြပါသည်။ ရှင်းအောင်အမေရိကန်သမ္မတအိမ်ဖြူတော်ရှိသူသွားရောက်ဆန္ဒပြကြပြီးမြမအရေးတွင်တရုတ်နိုင်ငံကဝင်ရောက်ဆွတ်ဖက်နေမှုကိုစန့်ကျင်ခြင်းစစ်တပ်အတူရောင်ရွေးကောက်ပွဲကိုစတင်ခြင်းရင်သမရဦးမြင့်နဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးတို့အတွက်ကြွေးကြော်သံများဟစ်ကြွေးဆန္ဒပြခဲ့ကြပါတယ်။ဆက်လက်ပြီးကြားဖြတ်အများဆုံးအခြေဆိုင်ရာရွေးကောက်ကိုမျိုးတစ်ကုန်း KK ပတ်ကဲ့သို့ဖောက်ခွဲဖြက်စီးရန်မရှိဟု BGF နိုင်မောင်စောပြောတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်ထိုင်းမြန်မာနယ်စပ်တွင်ကြားဖြတ်ငွေလိမ့်လေခိုင်းများအခြေဆိုင်ရာရွှေကုတ်ကိုကြားမျိုးတက်ကို KK ပတ်ကဲသို့ဖောက်ခွဲဖြက်စီးရန်မရှိကြောင်း BGF ပြောရေးဆိုခွင့်ရှိသူနိုင်မောင်စောကထုတ်ဖော်ပြောဆိုပါရယ်။နိုဝင်ဘာလ20ရက်နေ့ထိုင်းသတင်းမီဒီယာညနေတွေ့ဆုံစဉ် BGF နိုင်မောင်စောကထုတ်သွင်းပြောဆိုလိုက်ခြင်းဖြစ်ပါရယ်။လက်ရှိကရွှေကုတ်ကိုကကြတော့တရားဝင်မျိုးလိမ့်ဖြစ်တဲ့လက်ရှိက MIC ဖြတ်ထားပြီးတော့မှလူနေအိမ်အဆောက်အုံတွေစောက်လုပ်ဖို့ကြားထားပြီးသားနေရာဖြစ်တဲ့ KK ပတ်ကြတော့ခွင့်ပြုချက်မရှိတဲ့နေရာမျိုးတွေဖြစ်တဲ့ အဲ့ဒီနေရာနှစ်ခုကမတူတာတွေတော့ရှိပါတယ်ဟု VGF နိုင်မောင်စောကပြောဆိုပါတယ်အကြံဖက်စစ်တပ်ကကြားဖြန့်တိုက်ဖြစ်ရည်ဟုဆိုကာ KK ဘက်အတွင်းမှအဆောက်အုံများကိုဖြိုချဖျက်သိမ်းခဲ့ပြီးအဆောက်အုံ635လုံးရှိသည့်အနက်နိုဝင်ဘာလ22ရက်နေ့အထိအဆောက်အုံ196လုံးဖြိုချဖျက်ဆီးခဲ့ကြောင်းကြံရှိနေသေးသည့် KK ဘက်အတွင်းမှအဆောက်အုံများကိုဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ပါရယ်စစ်တပ်ကရွှေကုတ်ကိုနေမြေအတွင်းနိုဝင်ဘာ18ရက်မှာနေမြေရှင်းလင်းရေးစတင်ဆောင်ရွက်ခဲ့ပြီးရွှေကုတ်ကိုနေမြေ ရှင်ယုံလီဝမ်အတွင်ရှိစနထအဆောက်အုံ၃လုံးနှင့်ခိုးထက်အဆောက်အုံ၃လုံးတို့ကိုရှာဖွေစစ်ဆေးခဲ့ကြောင်းရင်းအဆောက်အုံများမှာအွန်လိုင်းလိမ်လည်မှုနှင့်လောင်ကစားမှုလုပ်ငန်းများလုပ်ကိုင်နေသူများကိုတွေ့ရှိရခြင်းမရှိပေဝင်းအတွင်ရှိကိုတောင်အတွင်မှာ Starlink ဘန်၁၀၀တလုံးနှင့် router 22လုံးတို့ကိုစီစစ်တွေ့ရှိခဲ့ပြီးဖော်ထုတ်ရှင်းလင်းခြင်းများကိုဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ထို့ပြင် ထိုင်းနိုင်ငံအပါအဝင်အိန္ဒိယနိုင်ငံတချို့ကိုတဆင့်ခံဖြတ်တန်း၍ရွှေကုတ်ကိုနေမြေအတွင်း၌အွန်လိုင်းလိမ်လည်မှုနှင့်လောင်ကစားမှုများကျူးလွန်ခဲ့ပြီးခပြေးတင်းရှောင်ပုံအောင်နေထိုင်လျက်ရှိကြသည့်တရုတ်နိုင်ငံသား136ဦး၊ဗီယက်နမ်နိုင်ငံသား36ဦး၊ကင်ညာနိုင်ငံသား14ဦး Ethiopia နိုင်ငံသား85ဦး၊တောင်အာဖရိကနိုင်ငံသား10ဦး၊ Indonesia နိုင်ငံသား23ဦး၊ Uganda နိုင်ငံသား29ဦး၊ Zimbabwe နိုင်ငံသား10ဦး၊ Philippines နိုင်ငံသား14ဦး၊ Pakistan နိုင်ငံသား3ဦး ဗင်္ဂလားဒေ့ရှ်နိုင်ငံသား2ဦး၊လိုင်ဘေးရီးယားနိုင်ငံသား2ဦး၊နိုင်ဂျီးရီးယားနိုင်ငံသား2ဦး၊မော်ရိုကိုနိုင်ငံသား2ဦး၊မလဝီနိုင်ငံသား2ဦး၊ကင်မရွန်နိုင်ငံသား6ဦး၊မွန်ဂိုလီးယားနိုင်ငံသား2ဦးနဲ့ထိုင်ဝမ်တရုတ်တိုင်ပင်မှကျောက်စုစုပေါင်း352ဦးတို့ကိုယနေ့တွင်ထပ်မံစစ်ဆေးဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရပါတယ်။ထို့ကြောင့်ရွှေကုတ်ကိုနေမည်အတွင်စုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရနိုဝင်ဘာ18ရက်နေ့ယနေ့အထိ နိုင်ငံခြားသား1368ဦးနှင့်အွန်လိုင်းနေလည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသည့်ကွန်ပျူတာ2653လုံး၊မိုဘိုင်းဖုန်း2150လုံး၊ Starlink ဘဏ်100တလုံး၊ router 20လုံးတို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းစစ်တပ်၏သတင်းထုတ်ပြန်ချက်အရသိရပါသည်။ဆလဘီထိုင်ဝမ်နဲ့ပတ်သက်လို့ဂျပန်နဲ့အငင်းပွားမှုကိုတရုတ်ကကုလသမဂ္ဂထံထင်ပြရတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ထိုင်ဝမ်နဲ့ပတ်သက်လို့တိုကျိုကစည်ရေးအရချောင်းဝင်ဆွတ်မယ်လို့ ချင်းချောက်တယ်လို့ပေကျင်းကဆွဆွဲပြီးကျေပြန့်လာတဲ့ဂျပန်နဲ့အငြင်းပွားမှုကိုတရုတ်ကကုလသမဂ္ဂသို့တင်ပြပြီးခုခုကိုခုခံကာကွယ်မယ်လို့ကြွေးကြော်လိုက်ပါတယ်။ဂျပန်ဝန်ကြီးချုပ်ဆာနီတာကာအီချီပြောဆိုခဲ့တဲ့စကားတွေဟာနိုင်ငံတကာဥပဒေနဲ့တန်တမန်စံနှုန်းတွေကိုပြင်းပြင်းထန်ထန်ချိုးဖောက်မှုဖြစ်တယ်လို့ကုလသမဂ္ဂဆိုင်ရာတရုတ်တမ်မတ်ကြီးဖူကုံကကုလအတွင်းရေးမှူးချုပ်အန်တိုနီရိုဂူတာရက်စီနိုဝင်ဘာ22ရက်ကရေးသားပေးပို့တဲ့စာမှာဖော်ပြထားပါတယ်။ ထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်လာရင်ဂျပန်နိုင်ငံရှင်တန်ရေးချင်းချောက်ခံလာရမှာဖြစ်တဲ့အတွက်စီရေးအရာကြောင်းဝင်ပါရလိမ့်မယ်လို့ဝန်ကြီးချုပ်တာကာအီချီကပြောဆိုခဲ့တာပါရေလက်ကြားဖြတ်ကျော်အခြေအနေတွင်ဂျပန်ကစီရေးအရာကြောင်းဝင်ဆွတ်ဖက်ရဲတယ်ဆိုရင်ဒါဟာရန်စားတဲ့လုပ်ရဖြစ်တယ်လို့တန်မတ်ကြီးဖူကုံးကရေးသားထားပါတယ်တရုတ်အနေနဲ့ကုလသမဂ္ဂဗရိညင်နဲ့နိုင်ငံတကာဥပဒေတွေအရသတ်မှတ်ထားတဲ့ခုခုကိုခုခံကာကွယ်ပိုင်ခွင့်ကိုအပြည့်အဝအသုံးချသွားမှာဖြစ်ပြီး မိမိတို့ရဲ့အချုပ်ချာအာဏာနဲ့နေနမိတ်ဆိုင်ရာဂုံတိတ်ကောက်ကိုအခိုင်အမာကကွယ်သွားမယ်လို့ဖူကုံးကရေးပါတယ်။ဒီမိုကရေစီနီနဲ့အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကိုပေကျင်းကသူတို့အပိုင်ဒေသအဖြစ်ရှုမြင်ထားပြီးသူတို့ရဲ့ထိန်ချုပ်မှုအောက်ထားရှိရင်စစ်အင်အား30ရာလိုရင်တုံးမယ်လို့ပြောထားပါတယ်။ ထိုင်ဝမ်အစိုးရကဘေကျင်းရဲ့ပြောဆိုမှုတွေကိုပယ်ချပြီးမိမိတို့အနာဂတ်ကိုမိမိတို့ပြည်သူတွေကပဲဆုံးဖြတ်နိုင်တယ်လို့ပြောထားပါတယ်။တမ်မတ်ကြီးဖူကုံရဲ့စာနဲ့ပတ်သက်လို့မှတ်ချက်ပြုပေးဖို့ဂျပန်နိုင်ငံသားရေးဝင်ကြီးရုံးနဲ့ဝင်ကြီးချုပ်ရုံးတို့စီနိုဝင်ဘာ22ရက်ကဆက်သွယ်ခဲ့ပေမယ့်တုံ့ပြန်မှုမရှိပါဘူး။ပြည်ကြဲလာကစတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ရှေယိုဆွေအမျိုးသားရေးဝါဒီဝင်ကြီးချုပ်တက်ကအီချီကနိုဝင်ဘာ9ရက်လွှတ်တော်မှာထိုင်ဝမ်နဲ့ပတ်သက်လို့ပြောဆိုမှုတွေကြောင့်တရုတ်နဲ့ဂျပန်ကြားအပြင်းထန်ဆုံးအငင်းပွားမှုတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ် ဂျပန်နဲ့နမိတ်နဲ့ကီလိုမီတာ100လောက်ပဲဝေးတဲ့ထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်လာရင်ဂျပန်နိုင်ငံဆက်လက်ရည်တည်ရေးချိန်ချောက်ခံလာရတော့မှာဖြစ်တယ်လို့သူကပြောဆိုခဲ့တာဖြစ်ပါတယ်။ဂျပန်အနေနဲ့ရန်စတာတွေရပ်တန့်ဖို့နဲ့စီးမကျော်ဖို့တရုတ်က တောင်းဆိုထားပါတယ်။ဆလပီရွေးကောက်ပွဲကြိုတင်မဲ့တောင်းချီရထားပြီလို့စစ်ကော်မရှင်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဖြီရင်းစစ်ဖြစ်ပွားနေတဲ့ကာလမှာစစ်ကော်မရှင်ဦးဆောင်ကျင်းပမဲ့ရွေးကောက်ပွဲကိုမိဖက်နိုင်ငံတချို့ကလွှဲရင်းနိုင်ငံတကာအပါအဝင် မြန်မာပြည်သူအများစုကအထူးရောင်ဖြစ်ရှုမြင်နေကြခြင်းမှာချိုးတင်မဲတောင်းချီရရှိထားတယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ပါတယ်။အပိုင်းတစ်အထွေထွေရွေးကောက်ပွဲကျင်းပဖို့ရပ်ပေါင်း30ကျော်သာကြန့်ရှိတော့တဲ့အချိန်မှာလူထုစိတ်ဝင်စားမှုမရှိပေမဲ့စစ်ကော်မရှင်အုပ်ချုပ်ရေးရန်ရအောင်မှရှိတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေစီကချိုးတင်မဲ28300ကျော်ရရှိထားတာပါ။စစ်တပ်ထိန်းထုတ်ထားတဲ့နိုင်ငံပိုင်ဝါရဖြတ်သတင်းစာတွေရဲ့ဖော်ပြချက်အရသမတ်ကာလအတွင်းလာရောက်ချူတင်ဆန္ဒမဲပေးခဲ့ကြတဲ့တက္ကသိုလ်ကျောင်းသားတောင်းသူစုစုပေါင်း 28339ဦးရှိတယ်လို့စစ်ကော်မရှင်ကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာ18ရက်ကနေ21ရက်နေ့အတွင်းတိုင်းနယ်ပြည်နယ်အသီးသီးရှိတက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်တွေကမဲပေးပိုင်ခွင့်ရှိတဲ့ចောင်းသားចောင်းသူတွေကသက်ဆိုင်ရာရက်ကွက်ထားမှာမဟုတ်ကြီးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေမှာချိုးတင်မဲတွေလာရောက်ပေးခဲ့ကြတယ်လို့ဆိုပါတယ်။ပြည်သူတအုပ်ကတော့အဲ့ဒီရွေးကောက်ပွဲကိုလူထုရဲ့ရင်ထဲမှာအတူရောက်လို့သာခံယူထားတဲ့အတွက် PR ကြောင့်မလွန်ဆန်နိုင်တာမို့ပေးရတာလို့သူ့အမြင်ကိုပြောပါတယ်။ အလုံးရင်ထဲမှာအတူရောက်လို့ပဲလူတွေတော်တော်များများခံယူထားတာလေခိုးရင်တွေကအတိစိတ်တနဲ့ပေးရမယ်ဆိုတဲ့အတိက100ရာခိုင်နှုန်းမရှိဘူးအခုနောက်လို့ဖိအားတွေနဲ့ချိန်ချောက်မှုတွေနဲ့ပေးကိုပေးရမယ်ဆိုတဲ့ဟာကိုမလွန်ဆန်နိုင်ပဲပေးရတဲ့အခါကျတော့ဘယ်သူမှရင်ထဲကမပါပါဘူးအကုန်တူရောက်တွေပဲပေါ့လို့ဆိုပါတယ်စစ်ကော်မရှင်ကရွေးကောက်ပွဲဆိုင်ရာပြဋ္ဌာန်းထားတဲ့ဥပဒေညဥပဒေတွေကိုအသုံးချပြီးတက္ကသိုလ်ကျောင်းသားကျောင်းသူတွေစီကကြိုတင်ဆန္ဒမဲတွေရရှိဖို့နိုဝင်ဘာ10ရက်နေ့မှာအတိပေးကြေညာချက်ထုတ်ပြန်ခဲ့ပါတယ် အဲ့ဒီကြေညာချက်အရရွှေကောက်ွယ်ကျင်းပမယ့်နေ့မှာចောင်းသားចောင်းသူတွေဟာမဲဆန္ဒနဲ့ပြင်ပကိုရောက်သွားပြီးចောင်းတက်ကြမှာဖြစ်လို့ဒီဇင်ဘာ28ရက်နေ့မှာအသက်18နှစ်ပြည့်သူတွေကြိုတင်ဆန္ဒမဲပေးနိုင်ပါတယ်လို့ဖော်ပြထားပါတယ်တဖက်မှာចောင်းသားចောင်းသူတွေចောင်းမအပ်ခင်မိမိမဲ့စည်ရင်ပါရှိတဲ့ရွှေခောက်ပွဲကော်မရှင်အဖွဲ့ခွဲယုံတွေမှာမဲပေးခဲ့ကြဖို့တက္ကသိုလ်ဒီဂရီကောလိပ်တချို့က Facebook စာမျက်နှာကနေနှိုးဆော်ခဲ့ပါတယ် မွန်ပြည်နယ်တထုံမြို့နယ်ရှိကွန်ပျူတာတက္ကသိုလ်ကလည်းចောင်းသားចောင်းသူတွေကိုចောင်းအပ်တဲ့အခါမဲပေးခဲ့ကြောင်းအထောက်အထားနဲ့အတူယူဆောင်လာဖို့အီးမေးလ်ကနေအကြောင်းကြားစာပေးပို့ခဲ့တာပါစစ်ကော်မရှင်ခန့်ပြည်တော်စုရွှေကောက်ပွဲကော်မရှင်ကတော့တက္ကသိုလ်တွေဘက်ကိုចောင်းသားចောင်းသူတွေចောင်းအပ်တဲ့အခါချိုးတင်မဲ့ပေးထားတဲ့အထောက်အထားယူဆောင်လာရမယ်လို့ညွှန်ကြားထားခြင်းမရှိကြောင်းညင်းဆိုထားတာပါ ဒီအခြေအနေကြောင့်ရွေးကောက်ပွဲကျင်းပမယ့်နေ့ရက်တွေမှာမဲပေးပိုင်ခွင့်ရှိတဲ့ပြည်သူတွေအနေနဲ့ဆန္ဒမဲပေးဖို့သက်ဆိုင်ရာဒေတာအလိုက်စေကော်မရှင်လက်အောက်ခံအုပ်ချုပ်ရေးတာဝန်ရှိသူတွေရဲ့ဖိအားပေးခံရမှာကိုဖြေပူနေကြတာလည်းရှိနေပြန်ပါတယ်။ဖိအားပေးခံရမယ့်အခြေအနေကကြုံရင်ကြုံမှာပေါ့မကြုံလို့ရမလား။ကြုံနေမှာပဲသူတို့လည်းစကားမှအဲ့ဒီအတွက်ပြင်ဆင်နေကြတယ်။ဆိုတော့ဖိအားပေးကြုံလာတဲ့အခါကျရင်နီးရတာကိုကြောက်နေရတဲ့အတွက်ဒီလိုပဲသွားပြီးတော့ဆန္ဒမဲပေးရမှာပဲလို့ပြည်သူတအူးကပြောပါတယ်။ အထွေထွေရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းကျင်းပဖို့စစ်ကော်မရှင်စီစဉ်ထားပြီးအပိုင်းတက်မှာ၁၀၂မြို့နဲ့အပိုင်း၄ကိုမြို့နယ်၁၀၀နဲ့အပိုင်း၃ကိုတော့ရွေးကောက်ပွဲမကျင်းပနိုင်တဲ့56မြို့နယ်ကလွှဲရင်ဆက်လက်ကျင်းပဖို့ရှိနေတာပါ။ ပြည်သူအများစုကအာဏာသိမ်းစစ်ကော်မရှင်ဦးဆောင်ကျင်းပမဲ့ရွေးကောက်ပွဲဟာလွတ်လပ်တရားမျှတမှုရှိမှာမဟုတ်တယ်လို့အယုံကြည်လည်းမရှိတဲ့အတွက်ဆန္ဒမဲပေးကြမှာမဟုတ်ဘူးလို့ထုတ်ပြောထားကြပါတယ်။စစ်ကော်မရှင်ကတော့ရွေးကောက်ပွဲပြက်ပြားအောင်နှောက်ယှက်ဟန်တားတာနဲ့စီယုံလုံးစော်ဟောပြောသူတွေကိုအွန်လိုင်းရောမြေပြင်မှာပါရွေးကောက်ပွဲကောက်ွယ်ရေးဥပဒေနဲ့အမှုဖွင့်အရေးယူချသူအယောက်တရာကျော်အထိရှိနေတာပါ။လက်ရှိမှာမဲဆန္ဒရှင်စည်ရင်တွေကိုရက်ွက်ထားမှာမဟုတ်ကြေးရွအုပ်စုကော်မရှင်အဖွဲ့အစည်းရုံးတွေမှာ နိုဝင်ဘာ22ရက်ကနေဒီဇင်ဘာ4ရက်နေ့အထိဒုတိယအကြိမ်ကတ်ထားပြီးပြီလို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသတင်းထုတ်ပြန်ထားပါတယ်